မိုင်းခတ်မြို့နယ်အမတ်နေရွက်ရှိနောင်မူပရိယတိကျောင်းတိုင်း၌တန်ရှင်းတာယာလပရေးစုပေါင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရဲမြင့်နယ်ရှိပိုင်းမိုင်းခတ်မြို့နယ်တွင် အပတ်စဉ်မြို့တန်ရှင်းတာယာလပရေးစုပေါင်းတန်ရှင်းရေးဆောင်ရွက်လျက်ရှိရာယနေ့နေ့9နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်အမတ်နေရွက်ရှိနောင်မူပရိယတိကျောင်းတိုင်း၌တန်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ ထို့သို့စုပေါင်းတန့်ရှင်းရေးဆောင်ရွက်မှုကိုမိုင်းခတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဥဟန်ဝင်လက်ဦးဆောင်သည့်ဌာနဆိုင်ရာဝန်ထမ်းများ၊နေမြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊မိသက်တပ်ဖွဲ့ဝင်များ၊မြို့နယ်စစ်မှုထမ်းအောင်အဖွဲ့ဝင်များကစုပေါင်း၍ကျောင်းတိုက်ဝင် အတွင်းအပြင်ရှိ အမိုက်များပေါင်းမြက်များရှင်းလင်းခြင်းရေမြောင်းတွင်ပိတ်ဆို့နေသော အမိုက်များဆက်ယူရှင်းလင်းခြင်းနှင့် တိရွေ6များအားတိရွေစည်းလေးချင်းချင်းတို့ကိုစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ